မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့နည်း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 ဆွေးနွေးသုံးသပ်ကြည့်ပေါ့အမ်တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အချက်လက်တစ်ခုရထားပါတယ်အဲ့ဒါကတော့နာမည်ကြီး PDF download website တစ်ခုကနေရထားတယ်အယောင်ရအောင်စာအုပ်ဆက်အုပ်ရဲ့စာရင်းတစ်ခုပေါ့ဒီစာရင်းကိုကြည့်လိုက်တာလေအခုခေတ်ရဲ့စူပေါင်းစိတ်တက်ကိုကမ္မန်ရိုက်ချလိုက်ရသလိုပါပဲဒီစာရင်းထဲမှာအရိကအဖြစ်အမျိုးကားသုံးမျိုးကတိတိတသာချီးစိုးနေတာကိုတွေ့ရတော့ဗျာ တမျိုးကကိုပိုင်တို့တဲ့ရေးစာအုပ်တွေအင်းနောက်တမျိုးကချက်ပြုတ်နီးစာအုပ်တွေပြီးတော့နောက်ဆုံးအမျိုးကတီးထက်ရံပေါ်ဇလန်နေဟုတ်ကဲ့တစ်ချက်ကြည့်လိုက်ရင်တော့ဒီသုံးမျိုးကတစ်ခုနဲ့တစ်ခုဘာမှမဆိုင်သလိုပဲနော်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့နက်နက်နဲ့နဲ့ဆွေးနွေးရင်းနဲ့ဒီအရာလေးအားလုံးရဲ့နောက်ွယ်မှာတူညီတဲ့စိတ်အိုင်းဆိုင်ရာလိုအပ်ချက်တစ်ခုအဲရှုပ်ထွေးတဲ့လောကကြီးကို ထင်းချုံလိုတဲ့စန္ဒတခုရှိနေသလားဆိုတာကိုစူးစမ်းကြည့်ကြမှာကကဲဒါဆိုပထမဆုံးအထောက်အထားကိုကြည့်လိုက်ရအောင်ဒီစီရင်ကိုကြည့်လိုက်တော့မျိုးလုံးထဲမှာအရင်ဆုံးဝင်လာတာက James Clear ရဲ့ Atomic Habits ပဲဒီစာအုပ်ကတော့နေရာတိုင်းမှာကိုတွေ့နေရတာဟုတ်တယ်နော်သူရဲ့လေ့ဝေချက်ကတကယ်တမ်းကျတော့ဘာဖြစ်မလဲသူရဲ့အထူးအ idea ကကြီးမားတဲ့ပြောင်းလဲမှုတွေရဲ့စာအဲ um တင်းငယ်ဖြစ်တမတ်တေးလောက်ဆောင်တဲ့အဖြူမူလေးလေးနဲ့ဘဝကိုပြောင်းလဲစေတဲ့ကြီးမားတဲ့ရလဒ်တွေရနိုင်တယ်ဆိုတာပဲနော်ဟုတ်ပါတယ်သူရဲ့ဆွဲဆောင်မှုကအဲ့ဒီမှာပဲရှိနေလားရှင့်ကျမတို့အများစုကငါဒီနေ့တော့ဂျင်းမမှန်သွားမယ်ဆိုပြီးပန်းနိုင်ကြီးကြီးချလိုက်တယ်ဟုတ်တယ်ဒါပေမဲ့တပတ်လောက်ကြာတော့ပြက်ကွက်သွားရောဘာလို့လဲဆိုတော့အဲ့ဒီပန်းနိုင်ကအရန်ကြီးပြီးတော့ချိန်ချောက်နေတယ်လို့ခံစားရတယ်လေ Atomic Habits ကအဲ့ဒီစိတ်ပိုင်းဆိုင်ရာအတားအဆီးကိုဖြိုချပေးလိုက်တာ ဂျင်းတနာဒီသွားစရာမလိုဘူးတိုင်းနှခါပဲထိုးလိုက်ဆိုပြီးပြောလိုက်တာမျိုးပေါ့။အော်ဆိုလိုတာကအဲ့ဒီလိုတင်းငယ်လုံးလို့မလုပဲနေဖို့တောင်ခတ်တဲ့အရာနေစခိုင်းတာပေါ့။မလုံနိုင်ဘူးဆိုတဲ့စင်ချေကိုအရင်ဆုံးဖေရှားလိုက်တဲ့သဘောမျိုးလား။တိတိကျကျပါပဲ။ဒါဟာအလုပ်တစ်ခုကိုစတင်ဖို့အတွက်အကြီးမားဆုံးအတားအဆီးဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာတုံ့ဆိုင်မှု psychological resistance ကိုဖေရှားပေးလိုက်တာပဲ။ဟွန်း။ပန်းတိုင်ကတေးလေးလေးစတင်ဖို့ခုခံမှုကနည်းလေးလေးပဲ။ ညစာစားပြီးတိုင်း7မိနစ်လမ်းလျှောက်မယ်ဆိုတာကနေ့တိုင်းတနာရီလမ်းလျှောက်မယ်ဆိုတာထက်အများကြီးပိုပြီးအကောင့်ထဲဖုန်းနိုင်ချင်းများတယ်လီဒါကကုဘွားရဲ့အစိတ်ဝိုင်းတီးတီးလေးတစ်ခုအပေါ်မှာချက်ချင်းလငင်းထိန်ချုပ်နိုင်စွမ်းရလိုက်တဲ့ခံစားချက်ကိုပေးတယ်ဟုတ်ကဲ့စာအုပ်ထဲမှာဒါကိုအကောင့်ထဲပေါ်ဟိုတီးကြတဲ့နီလန်းတွေလည်းပေးထားတယ်နော်ဥပမာ habit stacking ဆိုတာမျိုးအဲ့ဒါကဘလို့အလိုလိုတာလဲပြောအော် habit stacking ဆိုတာကလီ စိတ်ပညာမှာ anchoring ဒါမှမဟုတ် chaining လို့ခေါ်တဲ့အဖြူမှုဆိုင်ရာခြေဆက်မှုတစ်ခုကိုအသုံးချလိုက်တာပဲ anchoring ဟုတ်ကဲ့ကိုနေ့တိုင်းလုပ်နေကြအလေးကျင့်တစ်ခုဥပမာမနက်ခင်း coffee ဖြော်တာမျိုးရဲ့အနောက်မှာအလေးကျင့်အသစ်တစ်ခုဥပမာ3မိနစ်တရားထိုင်တာမျိုးကို cut ပြီးလုပ်ခိုင်းတာရှင်ဟာရှိပြီးသားလမ်းကြောင်းဟောင်းပေါ်မှာလမ်းကြောင်းအသစ်တစ်ခုဖောက်လိုက်တယ်လို့ပဲမို့လို့စိတ်ဆွမ်းအင်အများကြီးသုံးစရာမလိုပဲနဲ့အလေးကျင့်အသစ်ကိုတိဆောက်ကေကအများကြီးပိုလွယ်သွားတာပေါ့ ရင်စိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့2 minutes rule ဆိုတာကကောအဲ့ဒါကတော့ဘယ်လိုစိတ်ပညာမျိုးလဲအလေးချင်းအစ်စ်ကိုနင်းမနစ်ပဲလုတ်ခိုင်းတာဆိုတော့အကျိုးသိရောက်မှုရှိပါမလားလို့တွေးစရာပဲအဲ့ဒီမာတင်သူ့ရဲ့ပါနတ်မှုကပေါ်လင်းလာတာရှင်2 minutes rule ရဲ့ရည်ရွယ်ချက်ကရလာကောင်းလीချက်ချင်းရဖို့မဟုတ်ဘူးအလေးချင်းကိုစတင်ဖိမြောက်အောင်လုပ်ဖို့ပဲစတင်ဖိမြောက်အောင်ဟုတ်ကဲ့ ဥပမာစာအုပ်တအုပ်ဖတ်မယ်ဆိုတဲ့ပန်းတိုင်အစားစာတမင်လာဖတ်မယ်ဆိုပြီးနမင်းနဲ့အတွေ့ပြင်းမဲ့အလုပ်တစ်ခုအဖြစ်ပြောင်းလိုက်တာအထက်ကအလေးချင်းကိုလောက်တဲ့သူအပစစ်ဟု reads ဖြစ်လာဖို့အထောက်ထား identity ကိုတိဆောက်တာပဲ။ Oh identity ပေါ့နော်။ဟုတ်ပါတယ်။အချိန်များများလောဖြစ်လာလေလေကိုကိုကိုအဲ့လိုလူစားမျိုးလိုယုံကြည်လာလေလေပဲ။အလေးချင်းကိုစတင်ချင်းကအလေးချင်းကိုထိမ့်ထိမ့်ချင်းနဲ့အမြဲတမ်းပိုခတ်တယ်လေ။ဒီစီးမြင့်ကအဲ့ဒီအခက်ခဲကိုဖြေရှင်းပေးတာ။ also atomic habits ကအဓိကအဖြစ်ရှုပ်ထွေးနေတဲ့ကိုယ်ဝါကိုတင်းငယ်တဲ့ကင်တွေလို့ရအစိတ်ပိုင်းလေးတွေအဖြစ်ခွဲချမ်းပြီးတခုချင်းစီကိုထိန်းချုပ်နိုင်အောင်လမ်းညွန်ပေးနေတာပေါ့ဒါကျွန်တော်ရဲ့ပထမဆုံးအဓိကအချက်ပဲကိုယ်ပိုင်ဘွားအပေါ်ထိန်းချုပ်နိုင်စွမ်းကိုတရားရှာဖွေခြင်းစိတ်ဝင်စားစရာကောင်းတာကအဲ့ဒီရှုပ်ထွေးမှုကိုလျော့ချပြီးထိန်းချုပ်ခြင်းတဲ့စန္ဒကလေနော့ဆာအမျိုးသားဖြစ်တဲ့ ချက်ပြုံနေတယ်မှာလဲထင်ထင်ရှားရှားကိုတွေ့နေရပြန်ရောစည်ရင်တယ်မှာ ultimate slow cooker everyday fresh foolproof one pot ဆိုပြီးချက်ပြုံနေစာအုပ်တွေအပြည့်ပဲဟုတ်ပါဒီစာအုပ်တွေရဲ့ခေါင်းစဉ်နဲ့ဖော်ပြချက်တွေကိုကြည့်လိုက်ရင်တူညီတဲ့ pattern တစ်ခုကိုတွေ့ရလိမ့်မယ်အဓိကစကားလုံးတွေကအချိန်မရှိတဲ့သူတွေ time poor time poor ဟုတ်တယ်ပြီးတော့ထည့်ထားပြီးမေ့ထားလိုက်ရုံပဲ set and forget cooking အလိုမြန်တဲ့ချက်နေများ super fast recipes နဲ့ order လုံးမဲ့ချက်ပြုတ်ခြင်း one pot cooking တည်ချိပဲဒါပေတဖက်ကကြည်ရင်တဟာလူတွေပိုပြင်းလာတာကိုပြနေတာရောမဖြစ်နိုင်ဘူးလားအရာရာကိုအလွဲတကူပဲလိုချင်နေကြတာပြောဖို့အချိန်ပေးပြီးချက်ပြုတ်ရတဲ့အရာသားကိုမခံစားချင်တော့တာလားအဲ့ဒီလိုရှုမြင်နိုင်ပေမဲ့ကျမတို့တာကိုပြန်တာထက်ထိရောက်မှု efficiency ကိုတန်ဖိုးထားလာတာလို့မြင်ကျင်တယ်ရှင့်อืมခေတ်တဘွားကအရန်ရှုပ်ထွေးတယ်လေ အလုတ်မိသားစုလူမှုရေးကိုပိုင်ခြင်းအားလုံးကိုဟန်ချက်ညီအောင်လို့ဖို့စ조사နေရလေဒီကြားထဲမှာနေတိုင်းလို့ရမယ်ဟင်းချက်တဲ့အလုတ်ကဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်လာနိုင်တယ်မှန်တယ်ဒီစာအုပ်ကြီးကအဲ့ဒီဝန်ထုတ်ဝန်ပိုးကိုဖြည့်ရှင်းပေးနေတာသူတို့ကစက်မရည်နဲ့ညွတ်ပြီးအရာတာရှိတဲ့အစားအစာကိုအချင်းကုန်လူပန်းတတ်တာစွာနဲ့ရနိုင်တယ်ဆိုရက်ကတိကိုပေးနေတာဒါဆိုဒါက decision fatigue လို့ခေါ်တဲ့ဆုံးဖြတ်ချက်ချရတာများလုံးလို့မောပန်းတာကိုရှော့ချပေးတဲ့သဘောလားဒီနေ့ပါချက်ရမလဲဘလို့ချက်ရမလဲ ဆိုတဲ့မေးခွန်းတွေကိုဒီစာအုပ်တွေကဖြေပြီးသားဖြစ်နေတာပေါ့အတိအကျမဲ့ဒါနိကျင်ဘဝရဲ့မဖြစ်မနေလို့ရမယ်အစိပ်ပိုင်းတစ်ခုပေါ်မှာထိမ့်ချုံနိုင်စွမ်းကိုပြန်လဲရယူလိုက်တာပဲဟင်းချက်တဲ့လုံငန်းစဉ်ကိုရိုးရှင်းအောင်လုပ်ချင်းအားဖြင့်ကိုယ့်ရဲ့တန်ဖိုးရှိရဲ့အချိန်နဲ့စိတ်စွမ်းရင်းကိုတခြားနေရာတွေမှာတုံးဆွဲနိုင်သွားတယ်ဟုတ်ဒါကစောစောကပြောခဲ့တဲ့ Atomic Habits ရဲ့နေရာမကိုညစာစားပွဲပေါ်ကိုယူလာတာနဲ့အတူတူပဲအလေးအချင်းတစ်ခုကိုလွဲကူအောင်ဆွဲဆောင်မှုရှိအောင်လုပ်ရင် အဲ့ဒီအလေးအကျင့်ကိုဆက်လုပ်ဖြစ်ဖို့အလားအလာပို့များသွားတယ်။အိမ်မှာဟင်းချက်စားရဲ့အလေးအကျင့်ကိုမွေးမြူခြင်းရယ်။အဲ့ဒါကို one pot recipe လို့မျိုးလွဲကူအောင်လုပ်ပေးရမယ်လေ။ဒါဆိုရင်ဒုတိယအချက်ကလည်းထိန်းချုပ်နိုင်စွာမယ်။ဒါပေမဲ့တိတိခါကကိုယ်ပိုင်အလေးအကျင့်မဟုတ်ပဲနေ့စဉ်လုပ်ငန်းဆောင်တာတွေရဲ့အပေါ်မှာလက်တွေ့ကြကြထိန်းချုပ်နိုင်စွာကို ရှားဖွေတာပေါ့။အရန်ရှင်းလင်းသွားပြီ။ကောင်းပြီ။ဒါဆိုကျွန်တော်ရဲ့စုံစမ်းစစ်ဆေးမှုမှာနောက်ဆုံးနဲ့အထူးစဉ်းစုံအထောက်အထားကိုကြည့်အောင်။ ကိုဘွားကိုထင်းချုပ်ဖို့ကြိုးစားတာကိုအိမ်မုတ်ကိစ္စကိုထင်းချုပ်ဖို့ကြိုးစားတာတွေကနောက်နေပြလို့ရတယ်။ဒါမဲ့ဗျာစီးနေမှာတတိယအင်အားစုကြီးကတီးထက်အင်ဖို့ဇလန်းနေဖြစ်နေတယ်။ The Lie, The Mara Room, Road Force 2လို့စာအုပ်တွေပေါ့။ဒါတွေကကိုဘွားကိုပိုကောင်းအောင်လုပ်ပေးရတယ်ဘလို့များတော့ပတ်တတ်နေလို့လဲ။ဟုတ်ကဲ့။ဒါကပထမတစ်ချက်ကြည့်ရင်စန့်ကျင်ဘက်လို့ထင်ရတယ်နော်။တစ်ဖက်မှာကိုလက်တွေ့ဘွားဟိုစနစ်တကျဖျောက်စူးစမ်းနေပြီး နောက်တစ်ဖက်မှာတော့ဖျော်ဖျဲနိုင်ပြီးဂျန်နန်နဲ့စေကူးရင်ကဘာတွေကိုထွက်ပြေးနေတာကိုဟုတ်ကဲ့ဒါပေမဲ့အဲ့ဒီထွက်ပြေးခြင်းမှာပို net shine နဲ့စေပိုင်းဆိုင်ရာအကြောင်းရင်းတစ်ခုရှိနေတယ်ရှင်အဲ့ဒါကယူယူဆင်းဆင်းလက်တွေ့ဖွာကနေအပန်းဖြေတာစိတ်ထွက်ပေါက်ရှာတာထက်ပို net net တယ်ဆိုတဲ့သဘောလားဟုတ်ပါတယ်ဒါဟာ chaos in a controlled environment လို့ခေါ်တဲ့ထိန်းချုပ်ထားတဲ့ပိုဝင်းကျင်ထဲကဖွေးဖွေးရအခြေအနေကိုခန်းစားရတာပါတကယ်လက်တွေ့ဘဝကမမြတာမှု မတေချာမရေရာမှုတွေနဲ့ပြည့်နေတယ်လေမှန်ပါတယ်မကောင်းမှုတွေကအနိုင်ရသွားတတ်တယ်မိခွန်းတွေကအပြည့်မရှိပဲခြံခဲ့တတ်တယ်ဒါပေမဲ့တီးထိန်ဖို့ဇလန်တပုတ်ထဲမှာတော့အဲ့ဒီလိုမဟုတ်ဘူးဘလောက်ပဲရှုပ်ထွေးပွေလီနေပါစေဇလန်အဆုံးမှာတော့အပြည့်တစ်ခုခုထွက်လာလိမ့်ရှိတယ်အော်ဆိုလိုတာကဇလိုက်ကပဟေလီကိုအပြည့်ရှာထားတာတရားခံကိုဖော်ထုတ်ထားတာကိုကြည်ပြီးစာဖတ်သူကဂျင်းတ်မှုကိုရတယ်ပေါ့အဲ့ဒီတဲ့တောင်ပိုးပါတယ်ရှင် စာဖတ်သူကဇလိုက်နဲ့အတူလိုက်ပါပြီးရှုပ်ထွေးလျက်ကပားကြီးကို စနစ်တကျဖြစ်အောင်ပြန်လဲစီစဉ်လိုက်ရတဲ့ခံစားချက်ကိုရရှိသွားတာ။ Hmm ဒါဟာ vicarious control လို့ခေါ်တဲ့ကိုစားပြုထိန်းချုပ်နိုင်စွမ်းပဲ။ကိုယ်တိုင်မလုပ်နိုင်တဲ့အရာကိုဇက်ကောင်ကနေတဆင့်လှုပ်ဆောင်ပြီးခြေနှက်မှုရယူတာ။ကိုယ်လက်တွေ့ဘဝမှာမဖြစ်ရှင်းနိုင်တဲ့ညတောင်မှုတွေရှုပ်ထွေးမှုတွေကိုစာမျက်နှာတွေပေါ်မှာဖြေရှင်းလိုက်ရတဲ့အခါစိတ်သက်သာရရသွားတယ်။ Wow အဲ့လိုတော့တခါမှမစဉ်းစားမိဘူးဒါဆိုရင် atomic habits ဖတ်ပြီးကိုစားဘက်ကိုရှင်းလင်းအောင်စလုပ်တာ ਨੇ the model rule ဖတ်ပြီးဇက်လိုက်ကရှုပ်ထွေးနေတဲ့လူတတ်မှုကိုရှင်းလင်းအောင်ဖော်ထုတ်တာကိုဖတ်ရတာကစိတ်ပိုင်းဆိုင်ရာဆက်ဆက်နေတယ်ဆိုတဲ့တဘောပေါ့ဟုတ်ပါတယ်သူတို့ဟာသူနေတဲ့ဒင်ကာပြားတစ်ခုရဲ့မျက်နှာစာနှစ်ဖက်လိုပါပဲနှစ်ခုစလုံးဟာမတေချာမရေရာတဲ့လောကကြီးကိုရင်ဆိုင်ဖြစ်ရှင်းဖို့ကျမတို့ရဲ့မတိစိတ်ကတုံးတဲ့နီးပြွားတွေပဲ မျက်နှာစာနှစ်ဖက်ပြပြီးအတွင်းဘက်ကိုဥတီတယ်ကိုကိုကိုနဲ့ကိုပဝင်းချင်းကိုပြောင်းလဲခြင်းအဖြစ်ထိမ့်ချုံမှုရယူတာနောက်တစ်ခုကစီကူးရင်ဖြစ်ပြီးအပြင်ဘက်ကိုဥတီတယ်ရှုပ်ထွေးတဲ့ပြင်ဘက်ကဘာကြီးကိုဇလန်းကနေတဆင့်နားလဲအောင်စနစ်တကျဖြစ်အောင်ပြင်လွတ်ပြီးထိမ့်ချုံမှုရယူတာဟွန်းနောက်ခုစလုံးကကျမတို့ရဲ့အခြေခံအကြဆုံးလိုအပ်ချက်ဖြစ်တဲ့ structure and predictability စနစ်ကြမှုနဲ့ကြိုတင်ခန့်မှန်းနိုင်စွမ်းကိုပုံစံတစ်မျိုးစီနဲ့ဖြစ်စည်းပေးနေကြတာပါ ဒါဆိုရင်ဒီနေ့ကျွန်တော်တို့ရဲ့ဆွေးနွေးမှုကိုပြန်ချုပ်ကြည့်အောင်အစပိုင်းမှာဘာမှမဆိုင်ဘူးလို့ထင်ရတယ်အယောင်ရဆုံးစာအုပ်မျိုးစာ၃ခုကိုကြည့်ပြီးတော့သူတို့အားလုံးရဲ့နောက်ွယ်မှာခိုင်မာတဲ့ဆက်ဆက်မှုတစ်ခုရှိနေတာကိုတွေ့ရှိခဲ့ရတယ်လူတွေဟာရှုပ်ထွေးပြီးထိန်းချုပ်ရခဲ့တယ်လို့ခံစားရတဲ့ကဘာကြီးထဲမှာထိန်းချုပ်နိုင်စွမ်းကိုပုံစံအမျိုးမျိုးနဲ့အသေးအံချာဖွင့်နေကြတယ် Atomic Habits လို့စာအုပ်တွေကနေတဆင့်ကိုယ့်ရဲ့အလေးအချင်းနဲ့ဘဝကိုတိုင်ရိုက်ထိန်းချုပ်ဖို့စူးစမ်းကြတယ်ဟုတ်ကဲ့ လွယ်ကူမြန်ဆန်တဲ့ချက်ပြုံနှင်းစာအုပ်တွေကနေတဆင့်နေဆင်ဘဝရဲ့ရှုပ်ထွေးမှုတွေကိုလက်တွေ့ကြကြထင်ချို့ဖို့ကြိုးစားကြတယ်။နော်ဖုံးမှာတော့တီထိတ်ရင်ပိုဇက်လန်တွေကနေတဆင့်ကိုမထင်းချုံနိုင်တဲ့ကဘာကြီးရဲ့မြမြနေမှုတွေကိုကိုစားဖြူထင်းချို့ပြီးစိတ်တက်တာရရဖို့ကြိုးစားကြတယ်။ဒါတဲ့အားလုံးဟာခေရစုပေါင်းစိတ်အခြေအနေကိုညွန်ပြနေတယ်လို့ပါပဲ။ဟုတ်ပါတယ်ရှင်။ဒါကကျွန်မတို့လက်ရှိရင်ဆိုင်နေရတဲ့စင်ခေါ်မှုတွေနဲ့လိုအပ်ချက်တွေကိုကောင်းကောင်းပုံဖော်ပြပါရတယ်။ဒီဆွေးနွေးမှုကိုမပိတ်ခင်မှာနားထောင်တွေအတွက်စဉ်းစားစရာအတွေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်။ ုတ်ကဲ့ခင်ဗျာအဲ့လာကတော့ဒီအယောင်ယာဆုံးစရင်ထက်မှထင်ထင်ရှားရှားပျောက်ဆုံးနေတဲ့စာအုပ်အမျိုးအစားကဘာဖြစ်နိုင်မလဲပြီးတော့အဲ့ဒီလိုမပါဝင်မှုကကျမတို့ရဲ့စူပေါင်းစိတ်ဆန္ဒတွေကြောင့်ဘာကိုဖော်ပြနေတယ်မလဲဆိုရင်မိခုံပါပဲอืมစင်ခန်းစာဖို့ကောင်းတယ်ဥပမာအနာကအကြုံစိတ်ကူးရင်တစ်ပင်စာပေးလာဒါမှမဟုတ်တမိုင်းဆိုင်ရာနည်းနည်းတဲ့လီလာမှုတွေလာတာတနာကဘေးတာဆိုင်ရာအတွေးခေါ်တွေလာ ဒီစင်ရင်ထဲမှာလက်တွေ့အထုံးချမှုနဲ့ချက်ချင်းလက်ငင်းခံစားမှုချက်ချင်းလက်ငင်းဖြည့်ရှုနေတယ်ကိုပဲအဓိကထားနေတာတွေ့ရတယ်လေဒါကကျမတို့ဟာရေရွှေအတွက်စဉ်းစားတွေးခေါ်ရမယ်နက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 ်ထွေရှာရမယ်ကြောင်းရလေးကိုအာယုံ စိုက်မှုနဲလာနေပြီလားဆိုတဲ့မေးခွန်းကိုဖြစ်ပေါ်စေတယ်ဟုတ်ကျမတို့ဟာလက်ရှိပစ္စုပန်ရဲ့ရှုပ်ထွေးမှုတွေကိုဖြည့်ရှင်းဖို့အာယုံစိုက်နေရတယ်အနာဂတ်ကိုပုံဖော်ဖို့ဒါမှမဟုတ်အတိတ်ကနေသင်ခန်းစာယူဖို့မေးလျော့နေကြပြီလား ဒီမေကွန်းကကျွန်မတို့ဘာကိုတံပိုးထားပြီးဘာကိုလစ်လွေရှူထားလဲဆိုတာကိုပြန်လည်စမ်းစစ်ဆင်နိုင်မေလို့ထင်ပါရဲ့ရှင့်